င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်မြမရေဖြည့်ရှင်အတွက်အာဆီယံကုဋေမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုခြေခံပြီးဆက်လက်ကင်တွယ်မယ်လို့အာဆီယံကုဋေတဲ့ဖိလစ်ပိုင်နိုင်ငံကြီးဝန်ကြီးပြောဆိုမြမရေဖြည့်ရှင်အတွက်အာဆီယံကုဋေမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုခြေခံပြီးဆက်လက်ကင်တွယ်ဆောင်ရွက်မယ်လို့အာဆီယံကုဋေတဲ့ဖိလစ်ပိုင်နိုင်ငံကြီးဝန်ကြီးကပြောလိုက်ပါတယ် ရမန်နီသတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံကုဋ္ဌအသင်းနေဖြင့်အာဆီယံကုဋ္ဌမလေးရှားနိုင်ငံလုပ်ငန်းရှင်များအတိုင်းဆက်လက်ဆောင်မိဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကိုင်တွေဖြစ်ရှင်းမိဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုတဲ့လက်ရှိရမန်ချက်ကတော့မလေးရှားကအရင်နှစ်တွေမှာလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်သွားမှာဖြစ်တဲ့အတွက်မလေးရှားကတီးတွေ့ဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့ရရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ညီမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်လှုပ်လှုပ်သွားမှာအဲ့ဒါကတော့ဖိလစ်ပိုင်အမြင်နဲ့ယက်တီကျဲဦးဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီးကပြောပါတယ်။စစ်တပ်ရွေကောက်ပွဲနဲ့အာဆီယံမှာရင်းရှိထူးထန်သမန်ထားရှိတဲ့ကိစ္စတွေကိုလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်။အာဆီယံနိုင်ငံခြားဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။လက်တော်အာဆီယံကထောင်မလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဖွဲ့နေဖြင့်လေးလာဆောင်ကြည့်သူစေလိမီမဟုတ်ကြတရားဝင်ထုတ်ပေါ်ပြောဆိုတဲ့ ဆက်လက်ပြီး KNU ကချမှတ်ထားတဲ့မူဝါဒနဲ့ policy ကိုလိုက်နာဥက္ကဋ္ဌဟောင်းမူတူစေဖို့နဲ့ဘလို့ရောင်းမောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့တော့လဲမလိုက်နာခဲ့ KNU ဘွဲ့ပြင်မှာပြည်တိုင်းထုတ်ပယ်ဟုဆိုကင်မျိုးသားစီအောင် KNU ဘောကချမှတ်ထားမူဝါဒနဲ့ policy တွေကိုလိုက်နိုင်ဥက္ကဋ္ဌဟောင်းမူတူစေဖို့နဲ့ဘလို့ရွှေမောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့တော့လဲမလိုက်နာခဲ့ဖွဲ့ဝင်ပြင်မှာပြည်တိုင်းထုတ်ပယ်လိုက်ကြောင်း KNU ဘောအလုံးမှုဆောင်လဲဖြစ်ပြောရေးဆိုခွင့်ရှိသူလဲဖြစ်သူဘလို့စောတော်နီကပြောတယ် ကန်နုဂဒဟာမူတူစေဖို့နဲ့ဘရိုရွှေမောင်တို့က16ချိန်မြောက်ကွန်ကရက်ထဲကပြန်လည်ရွေးခန့်ရခြင်းမရှိော်ပဲကန်နုရဲ့တာမန်ဖွဲ့ဝင်နေတာဖြစ်ခဲ့ကြောင်းထို့သူရှိနေစဉ်ကန်နုဘောကချမှတ်ထားမူဝါဒရည်နဲ့ policy တွေကိုအကြိမ်ကြိမ်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းထို့ကြောင့်ကြိမ်ကြိမ်သတိပေးခဲ့တော်လဲဆက်လက်လိုက်နာခြင်းမရှိဘဲနဲ့အစည်းအဝေးခေါ်ယူဆုံးချက်ကကန်နုရဲ့တာမန်ဖွဲ့ဝင်ပြမပင်ပြီးတိုင်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းမူတူစေဖို့နဲ့ဘရိုရွှေမောင်တို့ကိုကန်နုဖွဲ့ဝင်ပြမထုတ်ပယ်ခြင်းမှာ NCA 10နှစ်ပြည့်ပွဲတော်တက်ခြင်းတစ်ခုကြောင့်မဟုတ်ပဲအကြိမ်ကြိမ်သတိပေးမှုတွေကိုမလိုက်နာဘဲဖောက်ပြက်ခဲ့ခြင်းဖြစ်ပါတယ် ခေါင်းဆောင်တော်က NCA ဘွဲကိုတရောက်တဲ့အပေါ်ရန်ကြည်ရလေးတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရအောင်ကျွန်တော်မူဝါဒရကိုက်ခိုင်မမာရှိရဲ့ငြိမ်းချမ်းပြည့်စင်တဲ့ပတ်သက်ပြီးကျွန်တော်တို့တက်တက်ဝင်တဲ့တက်တက်ကြွကြပါဝင်လှုပ်ဆောင်ခဲ့တဲ့ဟာပြင်ဆင်စရာရှိရာဖြင့်ပြုစရာရှိရာပြုကျွန်တော်ပြောရဲဆိုရဲဆွေးနွေးခဲ့တဲ့အချိန်ကာလအပြင်နဲ့ကျွန်တော် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ တွဲဆောင်ဆင်းနေပွဲနဲ့ပတ်သက်လို့ချိန်ကာလ၄၅နှစ်ရှိရဲဒီလောက်ကြိုးကြိုးစားစားလှုပ်ဆောင်နေတဲ့အထက်ကပဲဒီမူ policy နဲ့စန့်ကျင်ပြီးအာဏာသိမ်းလိုက်တဲ့အခါမှာလုံးဝလက်ခံလို့မရတော့ဘူးအဲလိုအနေအောင်မြင့်တောင်းတဲ့ဟာကိုတည်တည်ချင်းနဲ့ကြော်ဖြတ်ပြီးမှကျွန်တော်တို့ကိုဖောက်ဖြက်လာတဲ့အခါအထူးသဖြင့်ဒီစာချုပ်နဲ့ပတ်သက်ပြီးသဘောတူတဲ့အချက်တွေကိုကြော်ဖြတ်ပြီးအများကြီးဖောက်ဖြက်လာတဲ့အချိန်မှာကျွန်တော်ဘလို့မှတည်ခံလို့မရတော့ပါဘူးဒါကြောင့်ကျွန်တော်မူဝါဒ policy ကငြိမ်းချမ်းရေးဖြစ်စင်မှာဒီလိုစီးပောက်တဲ့သူတွေကိုလုံးဝတွေ့စရာမရှိဘူးဆိုတော့အဖွဲ့အစည်း policy ချတာဒါကအဖွဲ့အစည်းရဲ့မူ policy ပဲဒါပေမဲ့ ဒီမူပလစီကိုစတင်မြောက်လောက်သွားတဲ့ပိုင်းကတော့ပုဂ္ဂိုလ်တဦးချင်းစီရဲ့လောက်ရပါပဲ18ကြိမ်မြောက်ကွန်ကရစ်ပြီးတဲ့နောက်မှာတော့သူတို့ကိုယ်တိုင်ကလည်းရွေးချယ်ခံရခြင်းမရှိတော့ဘူးဆိုပေမဲ့ KNU ဖွဲ့ဝင်ဖြစ်ရှိနေပါသေးတယ် KNU ဖွဲ့အသားမှအဖွဲ့ဝင်ဖြစ်ရှိသေးတဲ့အတွက်ကြောင့်မို့လို့ဒီမူဝါဒ policy ကိုလိုက်နာစရာအကြောင်းရှိပါတယ်လိုက်နာရမယ်ဒါပေမဲ့ဒီလိုမလုပ်ဘဲနဲ့တတိပေးတဲ့ကြားတဲ့ကပဲတက်ကတက်ကအပန်တလဲလဲကျူးလွန်ဖောက်ပြတဲ့နောက်မှာတော့အဖွဲ့စည်းကနေရည်ရွယ်ပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ် ကျန်းနွနေဖြစ်လက်ရှိဆက်နာတဲ့စစ်တပ်နဲ့ငြိမ်းချမ်းစစ်နေအကြောင်းရှိပဲစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းတရားဝင်သတင်းထုတ်ပြန်နေ။ဆက်လက်ပြီးမူမြွနယ်မှာစစ်တပ်ခမ981တိုင်းမှာစစ်မှုထမ်းတပ်သားတဲ့တောင်းလင်းဝင်းဘကုတိုင်းညောင်လေးပင်မြွနယ်မူမြွနယ်မှာစစ်ဖက်စစ်တပ်ခမ981တိုင်းကစစ်မှုထမ်းတပ်သားတဲ့တောင်းအလဲဝင်ရခဲ့ကြောင်းကျန်းနေဘုတ်ကထုတ်ပြန်နေ။ နိုဝင်ဘာလ18ရက်နေ့မှာမူမြွတ်နယ်ရှိတပ်ဘက်စစ်တပ်ခမ81တိုင်းမှာစစ်မှုရန်တပ်သားတဲ့3ခင်မြို့သားလွတ်မြောက်ရေးတပ်မတော်တန်းရှင်းထံချိတ်ဆက်ပြီးလင်းဝင်ရောက်ခဲ့ပါတယ်။ထိုစစ်မှုရန်တပ်သားတဲ့3ဖြစ်တဲ့25နှစ်ရွယ်တန်းစင်ထုံး23နှစ်ရွယ်ကျော်စင်ထုံးနဲ့24နှစ်ရွယ်ပြေဆုံထုံးတို့ကိုအကြက်ဖက်စစ်တပ်ကအတိတ်ကမှစစ်မှုရန်စေခိုင်းပေါ်တာဆဲဖမ်းဆီးထားခြင်းပဲဖြစ်ပါတယ်။ထို့သောအတိတ်က စစ်မှုထမ်းခိုင်းစေခံရတဲ့တပ်သားများအနေဖြင့်ဒီစရာတော်လဲဖွဲ့ရီတန်းကိုလက်နက်ကြအလင်းဝင်ပူပန်ကြကဲနေကင်အမျိုးသားစီယံကတိုက်တွန်းနေအလားတူကြောက်ကြီးမြို့နယ်မှာလည်းအော်တိုဘာလ15ရက်နေ့ကကဲအမျိုးသားလူမျိုးရေးတပ်မတော် KNL လေးတိုင်ရင်ကိုထံကိုအကြပ်ဖက်စစ်တပ်ရဲ့ခါမ85တိုင်ကဖြစ်သူစစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ကြော့စရာတရားနိုင်အောင်မျိုးဦးစီတူဟိန်မောင်မောင်တန်းနိုင်ဦးရာဇာထက်တို့တို့ခုနှစ်ဦးလင်းဝင်ရောက်ခဲ့ပြီးတန်းနိုင်ဦးနဲ့ရာဇာထက်တို့ကစစ်မှုထမ်းတပ်သားတွေဖြစ်ရောင်းစားခြင်းခံခဲ့ရပါတယ် ဆက်လက်ပြီးတော့လောင်လုံးမြို့နယ်ညင်းမော်ရွာမှာတက်ဆွဲခဲ့တဲ့စစ်တပ်ကပြည်သူနှုတ်ပစ်တက်ပြီးတော့ရုပ်လောင်းတွေကိုမြေမြုပ်ဖျောက်ပြက်ကနေနေကိုမိရှော့ပြက်စီတနင်္သာရီတိုင်းလောင်လုံးမြို့နယ်ညင်းမော်ရွာမှာတက်ဆွဲခဲ့တဲ့ဂျပန်စစ်တပ်ကပြည်သူနှုတ်ပစ်တက်ပြီးတော့ရုပ်လောင်းတွေကိုမြေမြုပ်ဖျောက်ပြက်ကနေနေကိုမိရှော့ပြက်စီခဲ့ကြောင်းတော်လိုင်းသတင်းမြစ်ကပြောတယ်နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးလောင်လုံးမြို့နယ်ရှင်ညင်းမော်ရွာကိုဂျပန်စစ်တပ်ကစစ်ကြောင်းထုံရောက်လာပြီးနောက်တော်လိုင်းတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်း ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကကျေးရွာတွင်ရှိနေနေကိုမိရှုဖြတ်စီကပြည်သူနယ်ကိုပစ်တက်သွားခြင်းဖြစ်ပါတယ်။ရင်းတို့လှုပ်ဆောင်ပြီးနောက်ဂျပန်စစ်တပ်စစ်သားအနွေမလား၁၆ရက်နေ့မှာညမော်ရွာတွင်မှလောင်းလုံးမြို့ပေါ်ကိုပြန်လည်ဆက်ခွာသွားကြောင်းထို့သောဆက်ခွာသွားပြီးနောက်ပြည်သူတို့ကကျေးရွာတွင်ဝင်ရောက်ကြည့်ရှုစဉ်စစ်သား၏ပြစ်ခတ်တဲ့ပြည်သူနယ်ဝရရုပ်လောင်းကိုတွေ့မြင်ခဲ့ပါတယ်။ဒီစစ်ကွေးစစ်သားမရှိအောင်ပြန်ဆုတ်သွားပြီးပြည်သူတွေကရွာထဲကိုခဏခဏဝင်ကြည့်တယ်။ စစ်ကွေးတွေတက်ဖြတ်သွားပြီးပြည်သူနှောင်ရဲ့ရုပ်လောင်းတွေကိုတွေ့ခဲ့ပါတယ်။တည်ဆုံးသူတွေကဘသူပဲဝါစာတိမပြုတ်နိုင်သေးဘူး။စစ်ရေးကဆက်လက်တင်းမာနေတော့မယ်။ပြည်သူတွေကတိမ်းရှောင်နေတော့ရွာတွေကိုအကုန်ပြန်မဝင်နိုင်သေးဘူး။ထို့သူစစ်တပ်စစ်ကြောင်းပြက်လဲဆုတ်ခွာသွားတော့လဲညီမော်ရနီနာမှာဂျက်ဖတ်စစ်တပ်နဲ့တော်လိုက်တက်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးပြည်သူတွေစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ဇလဘီကံကောင်းမြို့နယ်ရှိစစ်တပ်အမှန်နဲ့ရွှေပင်ရွာကိစ္စကံကိုဝေရောက်တိုက်ခိုက်မှုစစ်ဗိုလ်တပ်ဒေသုံမီစစ်တပ်ကရွှေပင်ရွာရှိနေ30ခန်းမိရှုပ်ပြက်စီမကွိုင်းနဲ့ ကန့်ကောမျိုးနဲ့အကြက်ဖက်စစ်တပ်အမတ်နှင့်ရွှေပင်ရဂိတ်စကန်ကိုရတိုက်ခိုက်ရစစ်ဗိုလ်တပ်သိမ်းဆော်ပြီးစစ်တပ်ကရွှေပင်ရကိုရာလုံးချုပ်မီရွှေပြန်စီခဲ့ကြောင်းရောဒေတာကားကွယ်စစ်ဒေတာရောဥစာကော့ပတီဝိုက်တဲမှပြက်ကြိုက်တော်ခန့်ကိုနေကပြောပါတယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကစစ်ဗိုလ်ရစရာချက်ဆိုတဲ့သူသိမ်းဆော်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်တွေကော့ပါဆာ23ဘက်ကတပ်များကကား3စီးနဲ့တပ်ကူတွေရောက်ရှိလာပြီးလက်နက်ကြီးအများအများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင်းတော်လန်ရဲဘော်တွေပြက်လဲဆုတ်ခွာခဲ့ရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုကန်ကောက်ခဲ့တဲ့အမတ်89ရောဂါခွေတက် YDF မြေပြင်စစ်ဒေသရုံးချုပ်ကျောမြို့ဘက်ကဖားရုံမှာကံကောမြို့နယ်ဘက်ကဖားဒုစစ်ရေးတာဝန်ခံ OCB ပပလုံဆောင်ခဲ့တယ်။ထို့သောထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကရွှေပြည်ရကိုဝရစင်တပြည်နယ်30ခန်းအမိရှုဖြက်စီကပြည်သူ့ချောက်ကိုဖမ်းဆီးခဲ့ကြောင်းထို့သောဖမ်းဆီးသားပြည်သူတွေကိုစစ်ကြောင်းပြန်လဲစောက်ကွာချိန်မှာပြန်လဲလွတ်ပေးခဲ့ပါတယ်။ ဆက်လက်ပြီးဆောမာ WY စိတ်ကြဆေးပြားဘာဝိဆက်ဆက်ပစ္စည်းကျွန်းတဲ့သူအမျိုးသားလေးအမျိုးသမီးတယောက်ကိုဖမ်းဆီးရမိမကွေးတိုင်းဆောမြွနယ်မှာရခိုင်ပြည်နယ်ကနေအင်္ဂါလာနေထိုင်တဲ့အမျိုးသားလေးယောက်နဲ့မြို့ခံမျိုးသမီးတယောက်ကို WY ခေါ်ပန်းအောင်စိတ်ကြယူသူဆေးပြား385ပြားဘာဝိဆက်ဆက်ပစ္စည်းကျွန်းတဲ့သူကဖမ်းဆီးရမိခဲ့တယ်လို့ရောလင်းနဲ့ဖွဲ့ဝင်ကောင်ကြီးကပြောတယ်ဒီကဲနိုဝင်ဘာလ16ရက်နေ့ပိုင်းကစောမြို့ဘပြည်တော်ချွေဖွဲ့ဝင်နေတဲ့မြို့ဘပြည်သူ့လော်ချွေဖွဲ့မြို့ဘကာကွယ်ရေးဖွဲ့ဝင်တွေဟာစောမြို့ဘရက်ွက်တွေမှာရှိတဲ့နေနေစီအစည်းအဝေးဆက်ဆဲခဲ့လို့သိရတယ် အဲ့လိုဝရဆစ်စဲဇေယရက်ကွက်နေအင်ရှင်ဥမြင့်ဆွေဆိုတဲ့နေမှာအင်ငားလောင်နေထိုင်ခဲ့တဲ့ဥမြင့်နိုင်ဆိုသူနဲ့ဖဲကစားနေသူမျိုးသားတောင်းရအမျိုးသမီးတယောက်ကိုငွေစီဝိုင်းနဲ့အတူတာဝန်ရှိသူတွေဖန်ဆီးရရှိခဲ့ပါတယ်။ ။ဒါ့အပြင်နေအတွင်းဖဲကစားနေသူလျှောက်စီကလည်းငွေကျပ်46သိန်း6500ကျပ်ပါဝင်လက်ကင်ဖုန်း၅လုံးပါဝါဘန်၁လုံး125ဆိုင်ကတစီနဲ့ဖဲတော့၆တော့ကိုတည်တည်သိသိရမိခဲ့တယ်။ဗန်စီခံရတဲ့ဦးမျက်နှာရက်ခိုင်ပြင်းနဲ့မြောက်ဦးမျိုးဇာတိဖြစ်ပြီးကျန်တဲ့မျိုးသားသုံးဟာလည်းရက်ခိုင်ပြင်းနဲ့ဇာတိဖြစ်ကြကြောင်းမျိုးသမီးဖြစ်သူကတော့စောမျိုးပေါ့ဇေယရက်ကွက်မှနေထိုင်သူဖြစ်ကြောင်းသိရတယ်။လက်ရှိမှာဦးမျက်မှန်နဲ့အပေါင်းပါလေးရောက်ကိုစောမျိုးနဲ့ပြည်သူ့လော်ကျွဲဘက်ကဖမ်းဆီးထိန်းသိမ်းထားပြီးလိုအပ်တဲ့စစ်ဆေးရေးယူမှုတွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒီတော့အော်တိုဘလ31ရက်နေ့ကစားလို့မြို့ပေါ်မနက်၄နာရီကနေည9နာရီထိသာရဲသားတွေကိုဖြတ်သန်းသွားလာခွင့်ရှိမယ်အချက်အပောင်းစီကံကြံရှင်းချက်ပါတယ်မြို့ရင်းမြို့ပြင်လုံခြုံရေးကိုစောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကသတိပေးထုတ်ပြန်ခဲ့ပါတယ်စောမြို့ပေါ်မှာမူရင်းစေဝါရဝယ်ရာတွေတုံးတဲ့သတင်းတွေပြန်နေနောက်ပြီးလက်တော်အမှုတွေလည်းဖြစ်ထားမြို့နယ်အုပ်ချုပ်ရေးကအရေးပေါ်အခြေအနေထုတ်ပြန်ထားတယ်အဲဒီလိုကနေအဲ့ဒီအင်ကလူဝင်ထွက်များတဲ့သတင်းရလို့တောင်ဝင်ရှိသူတွေအစင်းလိုက်စစ်တာမှမိတာပါမိတာရဆေးပြားပေါင်းတန်ဖို့ကခံမှန်း15သိန်းဝန်းကျင်ရှိပါတယ် လက်ရှိမှာကံကောခိုင်တွင်ကံကောမြို့နယ်အပါဝင်မြို့နယ်တွေမှာမွေးစေဝါရောင်းရောင်းဝယ်30မြွေနဲ့လောင်းကစားဝိုင်းတွေဆိုးရရှိနေတဲ့အာနာပိုင်ပြည်သူ့အုပ်ချုပ်ရေးဘက်ကပါဝင်ပတ်သက်မှုလည်းရှိနေကြောင်းရောင်းလင်းတန်းကပြည်ခဲ့ရပိုင်းကပေါ်ထုတ်ရေးသားထားပါတယ်။နောက်ဆက်အပေးကြရတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။